မင်္ဂလာပါရှင်မိုင်အန်နီယံမှာကြိုဆိုပါရစေဒီနေ့တော့စီလုံးကမတုံထားပဲလူကြိုက်များပြီးအရန်ဆားလို့ကောင်းတဲ့ရခိုင်ရေးစစ်စစ်တစ်ခွက်ကိုချက်ပြပေးသွားပါမယ်ရခိုင်လိုအခေါ်ကတော့အာလူရှင်နဲ့ငနီလူ၆ခင်းလို့ခေါ်ပါရစေအာလူသေးသေးလေးတွေကိုတုံးပါမယ်ဒီထက်သေးတဲ့ဟာဆိုရင်လည်းရပါတယ်အရင်ဆုံးအာလူးလေးတွေကိုအလုံးလိုက်အခုံမခွာပဲရေပြောင်စီထားပါမယ် ယနေ့ရောင်း၆လေးကိုလည်းခုံနေသေးတွေဆင်းသွားအောင်ရေးစေးတန့်စင်ထားပါမယ်။အလူလေးတွေကိုအခွန်မခွာပဲနှစ်ချမ်းခွဲထားပါမယ်။ပြီးတော့အလူကရာရံတာမျိုးမဖြစ်အောင်လို့စားမြတ်မြတ်နဲ့နေပြီးတော့၅မိနစ်လောက်ခဏထားထားပါမယ်။ပြီးမှရေပြောင်းစေးချပါမယ်။မဲဦးထဲမှာရေပြောင်စီးထားတဲ့အာလူလေးတွေနဲ့တီးထားတဲ့ငေယူတီးစိမ့်ထည့်ပါမယ်။ တန်ရွေးမြင်ငပိဆက်ဆက်အကောင်းစားကိုတုံလာပါရယ်ကိုချိုင်းနှစ်သက်တဲ့ငပိအမျိုးအစားကိုတုံလို့ရပါတယ်စိုင်းခမုတ်နေငယ်ထဲပါမယ်ကျူရောအလူမျိုးရုံနေထားတော့ပဲထည့်ပြီးမီးနေတော့ ਨੇ အဖုံးအုပ်ပြီး7မိနစ်လောက်တခြားစုပ်ွက်လာရဲ့အထိထည့်ထားပြီးပါမယ်။ ခုဆိုရင်အာလူးလေးတွေကမချက်တချက်အနေထားဖြစ်နေပါပြီ။အဲ့တော့မှငနေလူ6လေးထည့်ပါမယ်။ပြည့်ရခအားလုံးတမတော်ငွေပေးပါမယ်။အရင်နည်းနည်းနည်းနေတဲ့အတွက်ရေအနည်းငယ်ထပ်ထည့်ပြီးတော့ဖုံးအုပ်ပြီးအားလုံးလေးတွေနူးဤလာတဲ့အထိတည်ထားပေးပါမယ်။ ခုဆိုရင်တော့အာလုံးလေးတွေလည်းလူအီပြီးမဏိလူ၆လေးလည်းချက်နေပါပြီ။အဲ့ဒါဆိုရင်နနက်မင်းလေးအပေါ်ကအုပ်ပြီးတော့ဖုံးရင်းအုပ်ပြီးတော့မိပိတ်လို့ရပါပြီ။ဒီဆိုရင်အနံ့လေးကမွေပြီးစားလို့အရင်ကောင်းတဲ့ရခိုင်ရင်းလေးတစ်ခွက်ကိုရရှိပါပြီ။ဓမင်းပုပ်ပူလေးနဲ့တွဲဆိုင်ရင်အင်တန်မှစားလို့ကောင်းပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။